ကျမတို့အခုကျေးဇူးတရားတွေပြန်လဲတူးဖို့တဲ့အပိုင်းလေးကိုဆက်သွားရအောင်။ကျမအချိန်မှာမိဘတွေအတွက်ပြောခဲ့ပြီးပြီ။အခုကတော့ကျမတို့ကိုကိုကို ပြန်ပြီးတော့ကျေးဇူးတင်ကြည့်မယ်။ကိုကိုကိုပြန်ပြီးတော့စဉ်းစားကြည့်မယ်။ကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုဖော်ထုတ်ကြည့်မယ်။ကျမတို့ငငယ်ကလေးတွေကမွေးကလေးရနေပြီးတော့ဘလို့မျိုးကြီးပြင်းခဲ့ရသလဲ။အောင်မြင်အောင်ဘာတွေလှုပ်ဆောင်ခဲ့ဘူးလဲ။ကြာရှုံးခဲ့တဲ့ကိစ္စရက်တွေကဘာတွေရှိလဲ။ စိတ်ပြက်အားငယ်ပြီးတော့ဝမ်းနေခဲ့ရတဲ့အချိန်တွေကိုဘယ်လိုကျော်ဖြတ်ခဲ့ရသလဲပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုဘယ်လိုကျော်ဖြတ်ခဲ့ရသလဲစာမိုးပွဲတွေဘယ်လိုဖြည့်ခဲ့ကြသလဲရှစ်သူကြီးသားတွေဘယ်လိုထားခဲ့ကြသလဲကောင်းတဲ့တွေးခေါ်တောင်းကောင်းတဲ့စိတ်ခံစားချက်တွေကိုဘယ်လောက်အထိမွေးမြူနိုင်ခဲ့သလဲစိတ်ဆိုးစိတ်ညစ်စိတ်ပုတ်တွေဘာတွေဖြစ်ခဲ့သလဲပြီးလို့ရှိရင်ကျမတို့တနေ့တနေ့ စိတ်ကူးအကြံဉာဏ်တွေဟာတနေ့တစ်နေ့ပို့ပြီးတော့တိုးတက်လာလားတနေ့တစ်နေ့ပို့ပြီးတော့စုပ်ယုပ်လာလားကိုဟာပြင်းတက်တဲ့လူလားเนาะကိုဟာမကောင်းမြင်တက်တဲ့လူလားအဲ့ဒီအချက်ကလေးတွေကိုရှုံကုံစဉ်းစားပြီးတော့ကိုကူကိုကျေးဇူးတင်ရအောင်။ကဲကျမတို့အခုမွေးမြူခဲ့တဲ့အချိန်ကနေစပြီးတော့ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတယ်။နော်အဲတင်တင်လျောက်ပတ်တဲ့ရုပ်ရည်တွင်ပြင်လေးတွေကိုပိုင်ဆိုင်ထားတယ်။ပြီးလို့ရှိရင် တင်းတင်းလျောက်ပတ်တဲ့တွေးခေါ်မှုတွေကို လုပ်နိုင်တယ်။အဲ့ဒီအတွက်ကိုကိုကိုကျေးဇူးအများကြီးတင်တယ်။ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်တဲ့အတွက်ကျေးဇူးအများကြီးတင်တယ်။ဒါကကျွန်မနမူနာပြောပြရအောင်နော်။ကို့အကြောင်းကိုကိုဒီ2မိနစ်3မိနစ်အတွင်းလေးမှာခဏလေးရက်ပြီးတော့ပြန်စဉ်းစားကြည့်။ကိုကပြန်ပြီးတော့ပေါ်လာလိမ့်မယ်။အစောကကျွန်မပြောခဲ့တဲ့အချက်ကလေးတွေမှာကိုပဲအချက်တွေကိုပို့ပြီးတော့လုတ်ခဲ့လဲဆိုတာကိုပြန်စဉ်းစားကြည့်နော်။ ဲ့ဒီလိုအကြောင်းချက်လေးတွေကိုပြန်ပြီးတော့စဉ်းစားကြည့်လိုက်လို့ရှိရင်ကျမတို့ဟာဘယ်လိုလူမျိုးလဲဆိုတာကိုအကြမ်းမြင့်အပြင်ကိုကိုကိုပြန်ပြီးတော့သိသွားလိမ့်မယ်တိသွားတဲ့အခါမှာငါအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာဘလောက်ကျေးဇူးတင်မို့ကောင်းလဲငါကြာရှုံးခဲ့တဲ့အချိန်တွေမှာငါဒီလိုမျိုးကြော်ဖြတ်နိုင်စွမ်းနေရှိတာငါ့ကိုငါကျေးဇူးတင်လိုက်တာငါ့ကိုငါချစ်လိုက်တာ เนาะပြီးလို့ရှိရင်အော်စိတ်ပြက်အားငယ်ဝမ်းနေတဲ့အချိန်မျိုးငါဘလို့တွေကြော်ဖြတ်ခဲ့ရလေဆိုတော့အတွေးလေးတွေကိုပြန်လဲတွေးချင်းအားဖြင့်ကျမတို့ရှေ့ဆက်သွားမယ်ကိုယ့်ရဲ့ပုံစံကိုဘလို့ဖန်တီးယူမလဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအပြုတ်မှုပိုင်းဆိုင်ရာတွေဟာလေကိုယ့်ရဲ့ အဲအုံနောက်ထဲမှာကိုယ့်ရဲ့အတွေးထဲမှာကိုယ့်ရဲ့မျက်လုံးထဲမှာတခုချင်းစီကိုယ့်ရဲ့ပုံလေးတွေကပြန်ပြီးတော့ပေါ်လာလိမ့်မယ်အဲ့ဒီထဲမှာကိုကစိတ်စိတ်ပုံစိတ်ယုံသူများပေါ်မကောင်းတဲ့စိတ်တွေများခဲ့တယ်ဆိုလို့ရှိရင်လေအဲ့ဒါတွေကိုရှော့ရှပစ်ဖို့အတွက် အဲအခုချိန်ကစပြီးတော့လေ့ကျင့်ရမယ်စိတ်ကောင်းနှလုံးကောင်းနေထားခဲ့တယ်ကိုချင်းစာတရားတွေနဲ့ပြေဝခဲ့တယ်ချစ်တက်တဲ့နှလုံးသားလေးရှိတယ်စာနာတတ်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလေးတွေကိုပို့ပြီးတော့တိုးပွားတိုးပွားအောင်မွေးမြူလို့ရတယ်เนาะကျမတို့ဒီလောက်အထိလုံနိုင်ခဲ့တာအရန်ကျေစုတင်ဖို့ကောင်းတယ်ကိုကကို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 အရန်ကိုရှစ်ဖို့ကောင်းတယ်เนาะငါဟာဘာပဲဖြစ်ဖြစ်အောင်မြင်အောင်လုံနိုင်တယ်ဘာပဲဖြစ်ဖြစ်အောင်မြင်အောင်တွေးနိုင်တယ်အဲ့ဒီလိုမျိုးတဆင့်ချင်းစီပြန်တွေးရင်းနဲ့ကိုကိုကိုပြန်လဲရှာဖွေတွေးရှိ ပါစေကိုကိုကိုပြန်လဲတံမိုးထားတတ်ပါစေအားလုံးကိုကျေးဇူးအများကြီးတင်တယ်ဒီထက်ပိုပြီးတော့အောင်မြင်တဲ့လမ်းကြောင်းကိုလည်းရွေးချယ်နိုင်ကြပါစေ